နေ့လည်ပဲဆိုတော့အလုံးမအားရအောင်ဖြစ်မယ်နော်ကျွန်တော်တို့နေတဲ့ဖြစ်နေဒီနားလေးမှာဒီစိုက်ကကစားတင်နေပြနော်မနေ့ကကျွန်တော်ပြရတယ်အဲ့တုံညလေးလေးဆိုတဲ့ကဏ္ဍဒီဘွဲကိုကစားလို့ရတယ်အဲ့ဒါလေးကျွန်တော်လာပြောတာအဲ့တုံညလေးလေးကိုမနေ့ကကျွန်တော်က၄၄တုံညပေါ့ထည့်ပေးလိုက်တော့တို့ဒီနားမှာ၃ထိပ်နော်၃ထိပ်အောက်တဲ့ဘွဲကြော်၁၂၃၄၅၆ခုနှစ်ချိန်၃ထိပ်၃ထိပ်ကနေအောက်တဲ့ဘွဲကြော်ရင် 1234569689ပိတ်မှာ3ထိပ်เนาะအဲ့3ထိပ်ကနေအောက်ကိုတပွဲကျော်1234569 3ထိပ်ပဲအဲ့ကတပွဲထက်ကျော်1234569ကျင်း3ထိပ်เนาะ3တလုံး2လုံး3လုံး4လုံးကစားခဲ့5လုံးပေါ့เนาะအဲ့အဲ့3 5လုံးကစားခဲ့ပြီးတော့ဒုတိယ3ထိပ်စီးရဲ့အောက်မှာကျွန်တော်တို့ဗရိတ်4လို့သူထည့်เนาะဗရိတ်4လို့သူကစားတယ် ဘရိတ်၄ပြီးတော့ဒီမှာကျွန်တော်တို့ဘရိတ်၅လို့ပဲစားတယ်နော်တခါဒီမှာကျွန်တော်တို့ဘရိတ်၆လို့သူကစားတယ်နောက်တခါဒီမှာဘရိတ်9ဆိုပြီးသူကစားတယ်အဲ့တော့3 4 3 5 3 6 3 9နော်အဲ့ဒီဘရိတ်၄၅၆ခွန်နေကစားပြီးတော့ကျွန်တော်တို့ဒီဘက်အောက်မှာ နောက်ပေါင်း9လို့ဒီတစ်ခါပြန်ထည့်เนาะတစ်ခါနောက်ပေါင်း6လို့ဒီတစ်ခါပြန်ထည့်ပြီးခဲ့တဲ့ဘွဲကနောက်ပေါင်း9လို့ဒီတစ်ခါပြန်ထည့်ခဲ့တယ်အဲ့လိုထည့်ပြီးတော့သူ့ရဲ့အောက်မှာထွက်တဲ့ခဏတည်းဒီနှလုံးနှစ်ဒီနှလုံးနှစ်နှစ်နှစ်ခတ်လေးနောက်ပိတ်နော်အဲ့ဒီလေးနောက်ပိတ်နေခဏတည်းသူ့ရှေ့နှစ်ကလေးနောက်ပိတ်နေခဏလေးနောက်ပိတ်နေခဏ6 8လေးဒါဆိုရင်ဒုတိယကတ်မှာ တို့တို့ဒီမှာ3နောက်ပေါင်း5ဒီမှာ3ထိပ်စီနောက်ပေါင်း6သူ့အောက်မှာဒီနှလုံးနှစ်ဒီနှလုံးနှစ်နှစ်နှစ်ခတ်4နောက်ပိတ်အငင်ထွက်တဲ့ခဏသူ့ရှေ့နှစ်ကတော့เนาะအဲ့မှာဒုတိယကတ်ကျွန်တော်တို့ဒီမှာနောက်ပေါင်း9လို့ရိုက်တယ်သူ့အောက်မှာထွက်တဲ့ခဏဒီရှေ့ပေါင်းနှစ်ရှေ့ပေါင်းနှစ်နှစ်နှစ်ကတ်ကျွန်တော်တို့4ပေါ့ဗျာဒီ4ပိတ်နဲ့ခဏဒီသူ့ရှေ့နှစ်ကခဏဆိုရင်ဒီ344ဆိုတဲ့ခဏထည့်သွားလို့ရတယ်เนาะ အမှ तू က၄နောက်ပိတ်နဲ့ခဏလိုက်ကြည့်တော့လေဒီတကွက်နောက်တကွက်ဒီနေရာမှာ9 3ည4နှစ်ကွက်ပဲရှိတယ်၄နောက်ပိတ်နဲ့နော်တန်တဲ့ခဏကမရှိဘူးအဲ့ဒီ၄နောက်ပိတ်နဲ့နေရာမှာသူတို့ဒီမှာဇောင်း3လုံး10နော်၄နောက်ပိတ်10ပြီးတော့ဇောင်း3လုံးကခွန်နော်ခွန်ပြီးတော့ကျွန်တော်ဒီမှာ၄နောက်ပိတ်နဲ့ဇောင်း3လုံးက6လို့ထည့်တဲ့ခဏဆိုရင်ဒီခဏမဲ့ကြအဲ့မှာကျွန်တော်တုံညာထိတ်ကြိုက်လို့တုံညာထိတ်နဲ့ထည့်တာအမှန်တကယ်ဒီ site မှာ6ထိတ် 5ထိပ်6ထိပ်နဲ့ဆိုရင်ဒီလိုမျိုး4 3 4လို့လည်းရတယ်ကျွန်တော်ဒီ3 3ထိပ်ကိုကြိုက်တယ်နော်အဲဒါကြောင့်မလို့3 3 4 4လို့ကျွန်တော်ထည့်ပေးတယ်ညလည်း4 4 3 3လို့ကျွန်တော်ပြတယ်နော်အဲကျွန်တော်မိတ်ဆွေတွေမနစ်က6နောက်ပိတ်နေခဏကနှစ်ကွက်သေးရှိတာနော်3 5 4 3 4 4လေးနော်အဲအဲ့ဒီနှစ်ကွက်ကတော့ကျွန်တော်အခုဒီမှာ3 5 4၄၃၄၃၄၄ပေါ့ဗျာနော်။နောက်၃ထိပ်စီးနဲ့ကျွန်တော်တို့ကစားမယ်ဆိုရင်၃၈၄ နော်နော်3814 1 8ဒါပဲရှိတယ်နော်၄နောက်ပိတ်နဲ့မိနစ်ကကဏ္ဍဒါပဲရှိတယ်အဲ့ထဲမှာသုံးထိတ်3ညာထိတ်နဲ့ထိုးမယ်ဆိုရင်တော့နော်ဒါဘယ်နှကွက်မှတော့မရှိဘူးနော်အကလုံးအာထိုးတရားမလို့ဘူးကျွန်တော်ပြထားတဲ့3ညာထိတ်ထိုးမလားသုံးထိတ်နဲ့ထိုးမလားနော်အဒီကဏ္ဍဆို3ညာထိတ်1ထိတ်ဒီမဟုတ်ပေမဲ့လေဘောတော့ရှစ်ခါးဆိုင်ထဲမှာသွားဝင်နေလို့ထည့်လိုက်တာနော်ထိုးတရားတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ဒါပဲရှိတယ် ်34ထည့်ထိုးရမယ်35လေးထည့်ထိုးရမယ်เนาะ34 4 4 34 4 34 4เนาะအဲ့ဒါပဲရှိတယ်အဲ့ဒါလေးကိုညကျွန်တော်တွေ့တော့အော်ဒီ site ကမစိုးဘူးလို့ငါးကတ်ကိုတခါ၄ကတ်၄ကတ်ကိုတခါအခု၃ကတ်နဲ့သူပြန်ခွဲကစားလာတယ်သဘောကျတယ်ပေါ့ဗျာเนาะကြိုက်ရင်တော့ထိုးပေါ့ဒါလေးကျွန်တော်မင်းညကအမပြတော့ဘူးလို့ဆိုပြီးတော့နေတာပဲဒီ site ကိုမကြိုက်လို့မနေ့ကလည်းကျွန်တော်ပြပါတယ်အဲ့ဒီ ratio ကို၃ညာ၄၄ကြာလို့ရတယ်ဆိုတော့ မနစ်ကကနလေးနောက်ပိတ်နဲ့ထွက်လို့ရတယ်တဲ့အခုကျွန်တော်တို့၄၃ည၄၃ည၄၄ပေါ့ဗျာနော်ဘရော့နှစ်ကွက်ထိုးရမယ်၃ည၁၄၃၈၄၃ည၅၄ဒါပဲရှိတယ်အဲ့ဒီထဲမှာပြိတ်ရှစ်မစိုးဘူး နော်ဒီကောင်မစိုးဘူး384เนาะဒီကောင်မစိုးဘူးဒါလေးတွေကျွန်တော်စိတ်ဝင်စားတယ်ကျွန်တော်မိတ်ဆွေတွေလည်းကြိုက်ရင်လိုက်ထိုးပေါ့၃ည၃ညထိတ်ကိုနည်းနည်းစိတ်ဝင်စားလို့ပါညကကျွန်တော်ပြတဲ့ line ထဲမှာအဲကျွန်တော်ပြတဲ့ဒီ line ထဲမှာသူက၃ညထိတ်က တို့ဒီထောင်သုံးလုံးနှစ်နှစ်နှစ်ခက်လေးသူ့အောက်ဆောင်မှာဗရိတ်ရှစ်အပူခွတ်အောက်ဆောင်မှာထွက်တဲ့ကနိုင်တီတိတ်ဒီသုံးလုံးကဒီသုံးလုံးကတစ်ဖြစ်နေတာနော်တစ်လို့ဖြစ်တာနဲ့ဗရိတ်ကလည်းတစ်လို့ပဲသူ့ခွတ်တယ်အဲဆိုရင်ဒီမှာကျွန်တော်တို့ထောင်သုံးလုံးနှစ်နှစ်နှစ်ခက်လေးခါရှစ်ဗရိတ်အပူခွတ်သူ့အောက်ဆောင်မှာထွက်တဲ့ကနိုင်တီ6 8ခွန်ဆိုတစ်ပဲဒီမှာ4 4 5ဆိုလေဟာဒီ4ခွန်ဆိုတော့လေ15ပဲနော်သုံးလုံး15ဒီသုံးလုံးက1 အခုလေဒီမှာကျွန်တော်တို့ဒီသုံးလုံးကိုတစ်လို့ထည့်ရင်တုံညာထိပ်ပဲဒီသုံးလုံးကို55လို့ထည့်ရင်လည်းတုံညာထိပ်ပဲเนาะတုံညာထိပ်နဲ့ပရိသတ်တက်မှာလားတုံညာထိပ်တစ်လုံးပဲပေးသွားမလားတော့မသိဘူးเนาะဒါကြောင့်မို့ကျွန်တော်တုံညာထိပ်နဲ့ဒီနေရာမှာထည့်လိုက်တယ်အဲ့ငမေစရီကြိုက်ကစားပါဦးပဲเนาะဘူပရိသတ်ရှိတယ်361တို့เนาะကျွန်တော်တို့383ညတို့တုံညာ39လို့ကျွန်တော်ရေးထားပါတယ်ဘူပရိသတ်နဲ့ဆိုရင်ဒါပဲဒီငက်ွက်တော့ကစားလို့ရတယ်เนาะ မှတ်တယ်အဲ့တော့ပဲဒါနောက်ထပ်တိုးလာတဲ့လေးနောက်ပိတ်နဲ့မနစ်ကကန်နဲ့နော်ဒါလေးကြိုက်ထက်ကစားပေါ့ကြိုက်တော့လဲပြီးပြီပေါ့ဗျာနော်ပဲထွက်သွားမှထွက်သွားမှမပြလိုက်ရပဲဖြစ်မှာစိုးအဲ့တော့ကျွန်တော်ပြောတဲ့ဒီကဏ္ဍ3ည14ဆိုတဲ့ကဏ္ဍလေးနော်ဒါတစ်ခါထည့်နေဆိုထည့်လို့ရတယ်အဲ့ဒီတစ်ခါထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာလိုက်ကြည့်လိုက်လေ 2020ခုနှစ်မှာ20နှစ်မှာဒီချစ်ကအောက်မှာရှစ်နောက်ပိတ်တလုံးမှမရှိတော့နော်သူကနောက်ဆုံးကြတဲ့ရှစ်ရအောက်မှာတခါသူထဲတခါသူရဲ့နောက်နှစ်မှာလဲအောက်ကနေပြန်ကြည့်ရှစ်နောက်ပိတ်နောက်ဆုံးကြရင်သူအောက်မှာဒီကောင်ထဲတာနော်တခါပဲဒီမှာလဲလိုက်ကြည့်လိုက်အဲ့ဒီမှာနောက်ဆုံးကြတာဒီချစ်ကြပြီးမကြတော့ဘူးသူအောက်မှာသူကတခါပဲထဲတာအဲ့ဒီမှာကျွန်တော်တို့ရှစ်နောက်ပိတ်ကရှစ်ခွပြီးရင်ရှစ်ကိုကျွန်တော်တို့ကအပြောက်ကစားခြင်းလို့ ့ဒီ shit နောက်ပိတ်အောက်မှာတစ်ခါထည့်မယ်ဆိုရင်ဒါခုနကျွန်တော်ပြောတဲ့3.14ဆိုတဲ့ခဏမျိုး4နောက်ပိတ်နဲ့နော်4ပါတယ်မိနစ်ကကလည်းဖြစ်သွားလို့ရတယ်နော်နောက်4နောက်ပိတ်ကဒါဟိုးဘက်ရက်ကကျွန်တော်ပြခဲ့ပါတယ်နော်6နှစ်ခက်9 3ခါကနောက်ပိတ်ဒီမှာ6နှစ်ခက်9ခါ4ခါကနောက်ပိတ်ဒီမှာ6နှစ်ခက်9ခါထည့်သွားလို့ဒီ၄ခါဒီဒီဘက်မှာ၄နောက်ပိတ်ထည့်လို့ရတယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ် အဲ့လေးနောက်ဘက်ကအဲ့လောက်တင်မဟုတ်သေးဘူးရှိသေးတယ်ဒီနားမှာတို့อืมရှိသေးတယ်ဒီလေးနောက်ဘက်ကတို့ကျွန်တော်လည်းမှုမဲ့မှတ်မဲ့တော့မရှိထားလိုက်ကျွန်တော်တွေ့တယ်လေးနောက်ဘက်ကမနေဘူးတွေ့တယ်လေးနောက်ဘက်ထားလိုက်ပါတော့နော်ဒီနောက်ပိတ်ပိတ်သုံးနောက်ပိတ်ပိတ်ပိတ်ကြိုက်တာတာပိတ်အဲညညပြရဲဆိုင်မှာ ကျွန်တော်ခွန်ပါပါနှစ်ခွန်ပါပါနှစ်ရှစ်ပါပါသုံးလို့ယူလိုက်တာတကယ်လို့မယူဘဲနဲ့နှစ်ပိတ်ဆောင်စင်းနှစ်ပိတ်ကဆောင်စင်းဒီမှာလေးပိတ်ဆောင်စင်းဆိုရင်ဒီနေရာမှာလည်းလေးပိတ်သွားလို့ရတယ်ပဲเนาะဟိုဘယ်လိုဖြစ်မယ်ဆိုတော့မသိဘူးဒါပေမဲ့လေးပိတ်နဲ့ဆိုရင်เนาะမနစ်ကကဏ္ဍကစားဖို့အများတယ်ကဲတော့ပြပြเนาะအားလုံးပဲကံကောင်းကြပါစေဒါလေးဓာတ်ပုံရိုက်ယူလိုက်နောက်တွေ့လာလေးပေါ့เนาะ